မင်းခင်ဖြစ်သူကစိတ်တစဝေဒနာရှင်ဖြစ်နေက အမှန်တကယ်ပထွေးအနိုင်ကျင့်ခြင်းမခံရတဲ့တာမီးနှစ်ယောက်အကြောင်းဖွင့်ပြောလာတဲ့ခိုင်နှင်းဝီပရိသတ်များအားလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြလဲကြိုဆိုလိုက်ပါတယ် အခုရပိုင်းနဲ့အင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့တဲ့တိုက်ကြီးမျိုးကပထွေးရဲ့အနိုင်ကျင့်ခြင်းကိုအကြိမ်မောင်းများစွာခံခဲ့ရတဲ့တားလီရဲ့ဖြစ်စဉ်မှာတားလီဟာအမှန်တကယ်ပထွေးအနိုင်ကျင့်တာကိုခံခဲ့ရတာမျိုးမဟုတ်ပေမိခင်ဖြစ်သူကစိတ်တစဝေဒနာရှင်ဖြစ်တာကြောင့်ရှောက်ပြောနေရဖြစ်တယ်လို့ခိုင်နှင်းဝေကခြားပြလိုက်ပါတယ်။ဒါကြောင့်လည်းလူတွေကတော့အံ့အားသင့်ခဲ့ရတာပါ။ဒီကတဲ့ရပိုင်းမှာတော့တိုက်ကြီးမျိုးကအဆိုပါသားမီးနှစ်ယောက်ရဲ့ကိစ္စကအင်တာနက်ပေါ်မှာတော်တော်လေးကိုပြန့်နှံ့သွားခဲ့ရဖြစ်ပါတယ်။အထူးသဖြင့်တော့မိခင်ဖြစ်သူကသူမရဲ့ရှင်းနှစ်အရွယ်တအူးသေးတော့တားလီက ပထွေးရဲ့ဘလက်ကာယာပြုခြင်းမှုကိုအကြိမ်ပေါင်းများစွာခံရကြောင်းပထွေးတင်မကပဲအပြင်ကပထွေးရဲ့အပေါင်းအသင်းတွေကပါဝိုင်းပြီးတော့ပြုခြင်းကြကြောင်းနောက်ဆုံးသူမတို့သားမိကိုပါအသက်အန္တရာယ်ချိန်ချောက်လာလို့ပထွေးရဲ့ကာမကြုံဖြစ်နေတဲ့သားလေးကိုကယ်တင်ပေးကြပါဆိုပြီးတော့အင်တာနက်မီဒီယာစာမျက်နှာတွေထက်ကနေအကူအညီတောင်းနေကြရဖြစ်ပါတယ်။ဒါကြောင့်လည်းအလုံးကတနာကိယုံနာတက်ခဲ့ရတာပါဒီလိုမျိုးဒုက္ခရောက်နေကြတဲ့သားမိကိုပရိုက်တာမိခင်ကြီးခိုင်နေဝေကကယ်တင်လိုက်တာဖြစ်ပါတယ်။အရင်နောက်မှာတော့ခိုင်နေဝေက က်ကြီးမျိုးကတားမီးနှစ်ယောက်အတွက်တရားမျှတမှုတစ်ခုကိုရှာဖွေဖို့အတွက်စုံစမ်းစစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုချိန်မှာပဲမထင်မထားတာတွေသိလာခဲ့ရတာပေါ့။အရင်ဦးဆုံးတားလေးကိုဆေးရုံမှာဆေးဆေးခဲ့ရမှာတော့တားလေးကိုဘလက်ကာယာပြုကျင့်ထားတဲ့အခြေအနေမျိုးမတွေ့ရဘူးလို့ဆိုပါတယ်။ ဒါအပြင်အဆိုပါသားမီးအရင်ကနေထိုင်ခဲ့တဲ့တိုက်ကြီးမျိုးကမိဘဆွေမျိုးတွေစီကိုတွားရောက်စုံစမ်းရမှာတော့အဆိုပါမိခင်ကြီးဟာစိတ်တစဝေဒနာရှင်ဖြစ်နေတယ်လို့ပြောကြတာဖြစ်ပြီးတော့အဆိုပါကလေးမိခင်ပြောခဲ့တယ်လို့ပဲပထွေးကအနိုင်ကျင်းခဲ့တဲ့ဖြစ်စဉ်မျိုးမရှိဘူးလို့တုံ့ပြန်ပြောဆိုကြပါတယ်။ဒါကြောင့်လည်းခန်းနေဝေကသားမီးနှစ်ယောက်လုံးကိုမိဘအရင်အဖွာအရင်နဲ့ရမ်းမိရဖများထံအနှံပြီးဖြစ်ကြောင်းအခုချိန်မှာတော့လိုအပ်တာတွေကိုဆက်လက်လှုပ်ဆောင်ထားကြောင်းကလေးမှာတော့အစိစစ်ချက်များအရာမိခင်ကြီးပြောထားသလိုအနိုင်ကျင့်ခံရမှု တွေမရှိခဲ့ပါဘူးလို့ခန်းနေဝေကဆိုပါတယ် အခုချိန်မှာတော့ခန်းနေဝေကမိခင်ဖြစ်သူရဲ့စိတ်ကြမ်းမာရေးနဲ့အခြားလူအပ်တာတွေအတွက်ဆက်လက်ပြီးတော့လှုံ့ဆော်ပေးသွားပါမယ်ဆိုပြီးတော့ပြောကြားခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်လည်းခန်းနေဝေရဲ့အဆိုပါအသက်၈နှစ်အရွယ်သားလေးဟာမိခင်ပြောသလိုပဲအနိုင်ကျင့်စော်ကားခံရတာမျိုးမရှိတာဖြစ်ပါတယ်။ဒီလိုသတင်းတွေကြောင့်လူတွေကဝမ်းသာကြသလိုတချို့ကလည်းကလေးကိုယ်တိုင်ကပလေးတော်သူ့ကိုအနိုင်ကျင့်ထားတယ်ဆိုပြီးပြောထားတာကိုအခုမှမိခင်ကယူနေတယ်ဘာမှမဖြစ်ဘူးဆိုတာကယုတ်တိမရှိဘူးလို့ဆိုကြပါတယ်။ဒါပေမဲ့လည်းတခြားတစ်ပတ်မှာတော့ န်ကျင့်ခံထားရတဲ့သားလေးရဲ့ဂုဏ်သိက္ခာဘဝရည်ရည်အတွက်ဒီလိုမျိုးမိခင်ကိုအယူဆက်တင်ပြီးတော့သားလေးကိုကာကွယ်ရလဲဖြစ်နိုင်တယ်လို့ဆိုနေကြတာပါ။ ဒါကြောင့်လေတားလေးဟာပထွေးရဲ့အနိုင်ကျင်ချင်းကိုမခံရပဲတားလေးရဲ့မိခင်ကယူပြီးတော့ရှောက်ပြောနေရဆိုပြီးကလေးကိုကကွယ်ရလို့ဆိုကြပါတယ်။ဒါပေမဲ့လေတိုက်ချင်းမျိုးနယ်မှာအဆိုပါကလေးသားမိကိုအပြင်းမတီးကျွမ်းကြတဲ့လူတွေကကလေးဟာဘာမှမဖြစ်ပါဘူး။ပထွေးကနေမှာအလုံးလုံးနေရဖြစ်ပြီးတော့သူတို့သားမိကိုငွေကြေးတွေတောင်းထောက်ပံ့နေရလို့ဆိုကြပါတယ်။ဒါပေမဲ့ဘယ်ဟာကအမှန်တရားဖြစ်မလဲဆိုတာကတော့ဖြေရှင်းရခက်တဲ့ပုံစံတစ်ခုပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့စိတ်ဒဇဝေဒနာရှင်ဖြစ်နေကြောင်းပြော ်လာတဲ့တိုက်ကြီးမျိုးကသားမီကိစ္စတွေကိုဘယ်လိုမျိုးထင်မြင်မိလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်